ဘသူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲအလုံးအစင်ပြေကြပါစေအစင်ပြေတာပဲကြည့်ခြင်းနဲ့နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမွေးထားမနဲ့အေးရထားတဲ့အချိန်ကနေမွေးထားဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနဲတဲ့ကုသိုလ်လားလို့ဆိုအမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့ မြတ်စွာဘုရားကဝေလာမတုတ်တံမှာဟောထားတာတော့ကျောင်းကြီးဆောက်ထူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတည်းမယ်စတုတ္တိတတန်ဃာကိုရည်စုပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်ရတယ် ဒါဖြင့်တရဏဂုံစောင့်တည်တာတဲ့ကောင်းတာရှိသေးလားအေးငါးပါးသီလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်ငါးပါးသီလတပည့်တော်တို့တရဏဂုံလည်းရတယ်ငါးပါးသီလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားတာဟောမေတ္တာပွားတယ်တရားတွေအားလုံးပေါ်မှာချုံးကုန်ပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအားလုံးအဆင်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားတော့ဆိုရင်